မင်္ဂလာပါရှင် sharing by shawley channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးစင်ရာတူတီတီဖုံမြင့်တွေရေးသားထားတယ်ပြင်ရည်စိတ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်ပြင်ရည်စိတ် ပြင်းရင်ပြင်းနဲ့ပြင်းရင်ပဲနေရာမှာတုံးလို့မရတော့ဘူးအပြင်းတရားရဲ့နောက်မှာအပြင်းတရားရဲ့အစင်းတရားရဲ့ဇက်တိုက်လိုက်လာတော့တယ်ပြင်းပြင်းစင်းဆိုတဲ့စင်းရဲတရားဟာအပြင်းတရားကစပါတယ်လောကမှာပြင်းနေအတွက်အောင်မြင်ကြကြလာတဲ့လူမရှိပါဘူးအစင်းရဲဆုံးလူတွေဟာအပြင်းဆုံးအပြင်းဆုံးနဲ့အတိတ်ကံရောယခုကံပါမကောင်းတဲ့လူတွေပါ အောင်မြင်ကြသောအထွတ်ထိပ်ရောက်ပြီးချမ်းသာကြမ်းမာတဲ့လူတွေဟာလင်း ညံတော်စိတ်အကြံနဲ့အပြင်းမကြီးပဲအကြံတိုင်းပြုဝင်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေပါပဲ။ဆရာကြီးဘီမိုးနင်းကပြင်းရီတော်သူဒီတေတူထပ်ပူ၍အသုံးမချချေတေတူမှာထားရရှိ၏။ပြင်းတူမှာထားရနိုင်မနေတဲ့ဖြင့်တေတူထပ်ပူ၍အနောက်ရှက်ပြုတ်တဲ့ချင်းသာခြားနိုင်၏လို့ဘဝတိုက်ပွဲစာအုံ၌ရေးသားထားသည်ကိုဖတ်မှတ်ဖူးခဲ့ပါသည်။အပြင်းဓမာတွေဟာလူအချင်းချင်းကိုအနောက်ရှက်အလွန်ပေးတဲ့လူတွေပါ။အိမ်သားစုထဲမှာ ာလဲပြင်းကြီးသူက မပြင်းတဲ့သူကိုအနှောက်အယှက်ပေးတာပဲသူအတွက်မပြင်းတဲ့သူကတာဝန်ပူထမ်းဆောင်ရတာပဲအလို့အကိုင်းထဲမှာလဲဒီလိုပါပဲပြင်းတဲ့သူက ရေးတာခိုးနေတော့မပြင်းတဲ့လူတာဝန်တီးတဲ့လူမှာပုံမလို့ရတော့စိတ်အနှောက်အယှက်တော့ဖြစ်ပါတယ်ပြင်းပြီးအလုံးမရှိတဲ့လူရဲ့စိတ်ဟာ အခါများစွာဖောက်ပြန်ပြီးမကောင်းတဲ့အရာတွေကိုပဲကြံနေတတ်တယ်အလို့ဟာစိတ်ရဲ့အစာကောင်းတဲ့အလုံးမှန်တဲ့များဟာစိတ်ရဲ့အစာ ပါပဲ။ဘာမှမလုပ်ဘဲနေရင် ပြင်းတာပဲ။လုံနေရင် အပြင်းပြေတယ်။အချိန်ကုန်လို့ကုန်မမတည်ဘူး။အလုံးနဲ့တိုက်ပစ်လိုက်ရင် အပြင်းရန်သူတွေဟာအေးနေရှုံးရတော့တာပဲ။အပြင်းဟာ အလုံးကိုကြောက်တယ်။အပြင်းဟာမိဆွေကိုကြောက်တယ်။အပြင်းဟာကျမ်းမာရေးကိုထိခိုက်တယ်။အပြင်းဓမ္မရဲ့မျက်နာဟာစက်တရေမရှိဘူး။အပြင်းလွန်အားကြီးရင်ဘဝစင်ရဲ့တွင်ဟာနတ်မောင်နေပါတော့တယ်။အပြင်းဟာ အပျော်ရဲ့ရန်သူပဲ။ပျော်တဲ့စိတ်ဟာကို အားစိတ်အားဉာဏ်အားဝရိယအားကိုတိုးတက်စေပါလေပျော်ရွှင်စွာ လုံခြုံစားတောင်းနေသူရဲ့ဘဝနဲ့ပြင်းပြင်းရသည်များဖြစ်တယ်လို့စားနေသူဘဝဟာအလင်းနဲ့အမောင်အမွေးရနှန်းနဲ့အပုပ်ရနှန်းလိုအကွဲပြားကြီးကွဲပြားခြားနာပါတယ်အဲ့ဒီလူနှမျိုးနှစားဟာအတူတူလဲကြကြသွဲနေလို့မရဘူးတဘောတရားချင်းက မတူတဲ့အတွက် အရာရာမှာပရိပခအတွင်ဆောင်နေပါတော့တယ်ပျော်ရွှင်စွာတက်တက်ကြွကြွလုံသူတွေရဲ့လှုပ်ရှားမှုဟ ဟာပြင်းပြင်းနှံ့နေခြင်းတူအတွက်အန်ဒီရဲ့အတွင်ဆောင်နေတော့တယ်။နေနေမှန်မှန်လုံသူတွေကိုတော့အချို့ကအပြင်းသမားလို့အထင်လွဲတတ်ကြတယ်။ရုံတရက်မြင်ရင်တော့နေနေလုံနေသူတွေဟာအပြင်းသမားထင်စရာပဲလေ။ဒါပေမဲ့မရင်မရမြင်မြန်ဆန်ဆန်မဟုတ်ပဲတိတိချာချာမှန်မှန်ကန်ကန်လုံတဲ့သူဟာထူးမြတ်တဲ့လူပါ။ဆုံးဖြတ်ချက်ကို အခိုင်အမာပေါ်ကျူးခြင်းတူရည်ရွယ်ချက်ကို အောင်မြင်ပေါက်ရောက်လူသူချမ်းသာကြီးပွားခြင်းနဲ့ကြိုးစော ောထင်ရှားခြင်းကိုရည်ရှိကြမြင့်စွာ ပိုင်ဆိုင်ထိန်းထားခြင်းတွေဟာအစမတန်လျင်မြန်နေစိတ်မရှိရပါဘူးအစမတန်လျင်မြန်ခြင်းနေစိတ်ဟာလူလီလူပေါလူပြင်းလူညံ့စိတ်အားနေသူစိတ်မထိန်နိုင်သူတွေရဲ့အမတ်လက္ခဏာပဲအောင်မြင်လူသူဟာဖြစ်ကြတဲ့ဆံမကြံရမလုံရဘူးချက်ချင်းပြီးပြီးရောအောင်မြင်ခြင်းဖို့မကြံရဘူးလေကားတချင်းစီတက်ရမယ်ကြုံမတက်ရဘူးအစ်အပိုင်းတွေတပိုင်းပြီးတပိုင်းဖြိုးသွားရမယ် တယ်ကျူးစားမှုကနေနေမှန်မှန်သွားရမှာဖြစ်တယ်မလေးမှန်မှန်နေနေမြန်မြန်အကြံအောင်ကြောင်းမှဆိုတဲ့စကားလိုပေါ့စိတ်ထဲမှာဝေမိုင်းပြီးအချိန်ကုန်ပြင်းရည်နေရင်တော့စီးပွားကြီးပွားရောကုတူရောဘာမှဖြစ်မလာပါဘူးအလန်းကျဲလွန်ရင်အလေလက်တယ်အနူးစိတ်လွန်ပြန်ရင်နှောက်နေလွန်တယ်မင်းစီမှာပฏิပဒါအလေလန်းတာအကောင်းဆုံးပါခေါင်းမရှုံးနဲ့မပြင်းနဲ့ရှုံးနေရင်ရှုပ်တိကိစ္စကိုရှင်ပြင်းလျင်ချက် ချက်ချင်းလုံးစရာရှိတာထားလို့စူဆိုက်တဲ့စိတ်နဲ့အပြင်းမထူပဲလှုပ်သွားတဲ့လူတွေဟာတင်းရှိမှအောင်မြင်နေတာတွေ့ရပါလိမ့်မယ်။မပြင်းပဲမှန်မှန်လှုပ်လာခင်းရင် လူကတောင်နွားထီးကြီးတကောင်ကိုကောင်းကောင်းမှနိုင်ပါတယ်။အဲ့ဒီပုံပြင်လေးကိုပြောပြရရင်ရှေးအခါကလူတယောက်မှနွားထီးကြီးတကောင်ရှိတတ်တယ်။အဲ့ဒီလူဟာနွားထီးကြီးကိုထမ်းမှပြီးတမျိုးကနေတမျိုးကို ခရီးသွားလေရှိတတ်တယ်။လမ်းမှာမြင်းတူအပေါင်းဟာဒီလူန ဲ့နွားသီးကြီးကိုအလွန်အံ့ဩပြီးကြည်ကြတာပေါ့အဲ့ဒီလူဟာခွန်အားလဲတိတ်ရှိတယ်မထင်ရပါဘူးဒါပေမဲ့နွားကြီးကိုထမ်းနိုင်တယ်အဲ့ဒီမှာလူတွေကတွေးကြတာပေါ့နွားကြီးကိုထမ်းတဲ့အခါအားတွေကဘယ်ကများထွက်လာတယ်လဲမသိဘူးလို့လေမြို့ရွာတိုင်းကမြင်းကျူတိုင်းဟာစဉ်းစားစရာဖြစ်နေတော့တယ်တနေ့မှာလူတယောက်ကဟေ့လူကြီးဟာခမားဟာဒီလောက်ဝဖြိုးတဲ့နွားကြီးကိုဘလို့တကူးနဲ့ထမ်းမနိုင်တာလဲလို့မေးလိုက်တယ် တယ်။အဲ့ဒီအခါမှာလူကြီးကဒီလိုပြန်ပြေးတယ်လေ။ကျွန်တော်လဲတာမန်လူတယောက်ပါ။ဘာတကူမှမရှိပါဘူး။ဒီနွားကိုတော့ငငယ်ကလေးကနေစဉ်ထန်ထန်ကြည့်ပါတယ်။တနေ့မှမပြတ်အောင်မမှန်ပဲထမ်းမခဲလို့ယခုအကောင်ကြီးဝလာတဲ့အထိကျွန်တော်လွယ်လွယ်နဲ့ထမ်းနိုင်တာပေါ့။အမြဲတမ်းအလုံးလုံးတဲ့အကျင့်ဆိုင်အင်ကြောင့်ပါ။မမှန်မပြင်းပဲလုပ်ခဲ့တဲ့အတွက်ဒီလိုမှနိုင်တာပါ။တကူမဟုတ်ပါဘူးဗျာလို့ဖြေတတ်တယ်။နေ င်းနှင်းမှန်မှန်တိကျမြန်အောင် လုံနိုင်တဲ့ဒူတွေမှာအံ့ဩဖွယ်ကောင်းတဲ့စွမ်းအင်တွေရှိပါတယ်။အပြင်းမထူပဲအလုတ်တစ်မျိုးပြီးတစ်မျိုးပြောင်းလို့တာဟာကောင်းတဲ့အကျင့်နဲ့ရည်နာခြင်းတစ်မျိုးပါ။လုံးဝအာနေတာမျိုးကမကောင်းပါဘူး။အားရစိတ်ကိုအလိုလိုက်ရင်ဘာမှမလုပ်ချင်တဲ့အဖြစ်ကိုရောက်မယ်။ပြင်းကြီးပြီးနေတဲ့လူမှာမကောင်းတဲ့စိတ်တွေဟာခေါင်းကနေချိပြအထိကပ်နေတော့တယ်။ပြင်းစားရှိရင်ပြင်းချင်းချင်းပြင်းတော့ပြင်းပြင်းတော့ပါဖြစ်လေ။ဘဝ ားမှာမျက်နာငင်ငင်နဲ့လုံရကန်ရစားရနဲ့စင်းရတာပေါ့ပြင်းရည်ချင်းဒီအတက်ရှင်နေသူအားတင်းကျုံချင်းပင်ဒီပြင်းရည်ချင်းဒီအားနေသူတို့ဤခိုးလုံရဖြစ်၍အတုံးမကြသူတို့ဤအားလည်းရဖြစ်ဒီဘာမှမဖြစ်လို့တော့လန်းစင်လားဘာမှမလုပ်ဖဲနေုံတာဖြစ်ဒီပြင်းရည်ချင်းဒီအလွန်အသွာနေတော့ကြောင့်စင်းရခြင်းကမကြမီကျော်လွန်သွားတတ်ပေဒီပြင်းရည်ချင်းဒီလူမိုက်တို့ဤရက်အားများတာဖြစ်၏ နားဆင်ပေးခဲ့ကြသောစာပေချစ်သူများအားလုံးတရားပြောရှင်ချမ်းမြေကြပါစေရှင်။